င်္ဂလာပါခင်ဗျာကျောင်းနေမယ့်အော်ဒီယိုဂျေးပဲဖြစ်ပါတယ်ကျောင်းဒီနေ့မှာရောစတော့တဲ့မြန်မာစာတန်းမှာပါတယ်ဇက်မင်းသားကြီးဦးဘိုးစိန်ရဲ့အထောက်ပတ်တီကိုဖတ်ပြအောင်မှာဖြစ်ပါခင်ဗျာအားလုံးပဲကြီးစုခံစားအားပေးကြပါဦးခင်ဗျာဇက်မင်းသားကြီးဦးဘိုးစိန်ဤအထောက်ပတ်တီဇက်မင်းသားကြီးဦးဘိုးစိန်ဒီမြန်မာဇက်တပင်ကိုခင်မိတိုးတက်စေခဲ့သောဇက်တပင်ပညာရှင်ကြီးဖြစ်ပါသည်ဦးဘိုးစိန်ကို အိမ်မဲမြို့ခလောက်တကြီးရွာ၌1882ခုနှစ်ဧပြီလ28ရက်နေ့တွင်မွေးဖွားသည်မိဘများမှာရက်ထွေးရတဲ့ကအကကောင်းသူဖခင်ဘလို့ကိုချန်ထိုးနဲ့မိခင်ဇက်မင်းမိဝက်ရွှေရုပ်တို့ဖြစ်သည်ငယ်မိမှာမောက်တိုက်ဖြစ်ပါသည် မောက်တိုက်မိဘနှစ်ပါးမှာဇက်မင်းသားမင်းသမီးများဖြစ်ကြသည်ညီကိုမောင်နှမတို့မှာလည်းတပည့်ပညာရှင်နဲ့စာပညာရှင်များဖြစ်ကြသည် မောင်တဒီဇတ်ဘေနောကတို့ရောက်လင်မောင်ဖူးစိန်ဟူသောအမိကိုယူသည်မောင်ဖူးစိန်ဒီဇတ်ဘေပညာကိုခြေကမဆာ၍တင်ယူလေလာခဲ့သည်မန်လေးတွင်ဇတ်ဘေပညာကိုလေလာစီးပူးခဲ့ပါသည်ဦးဖူးစိန်ဒီတဆတဆကြောကြားလာခဲ့ပါသည်ဇတ်ဘင်ပညာပြေဝတော်ယောက်ျားမင်းသမီးအောင်ဗလာနှင့်လည်းတွဲ၍ကပြခဲ့သည် ဦးဖိုးစိန်ဒီရှိကူကောင်းဒီမြမဆက်စပင်ခင်မီတိုးတက်အောင်ကြံစီဆောင်ရွက်ခဲ့ဒီရှေးခါကတပေပညာတဲ့တို့ဒီထိုးဆက်လောဆက်တို့ကသာ ကပြတော်လဲဦးဖိုးစိန်ကဇန်နိဘတ်ဗုဒ္ဓဝင်တို့မှပေါင်းလို့ရရဇတ်ဝှထုတို့ကိုရွေးချယ်၍ကပြခဲ့သည်ဦးဖိုးစိန်ဒီမင်းသားကကိုပို၍စံတဲ့အောင်အခွန်အပြန်ချီထိုးချီကားတို့ဖြင့်စူးစမ်းကပြခဲ့သည် ရှေးကရတ်သူတို့စုရိတ်ကတော့ဟန်အကကိုဥပုစိန်ကရေးကဖြစ်ထက်ညာလှပအောင်တီထွင်ဆန်းသစ်ကပြခဲ့သည်အဆူငူတို့ကိုလည်းတီထွင်ဆန်းသစ်စီခဲ့သည်ဖိုးစိန်ရှူဖိုးစိန်ကဟူ၍တမှုထူအောင်တီထွင်နိုင်ခဲ့သည်ရှေးခါကဇက်ကရာတွင်ရေနံမီးတိုင်ကိုထွန်း၍ကပြကြသည် ။ဦးဖိုးစိန်ကအောက်လင်တက်မီလျှက်စမီရှာတီဖြင့်ထူးညိကပြခဲ့သည်။ထို့အပြင်ဇက်ခွန်ဇက်အစင်ပြေဇက်ဝဆဆစိုင်းစင်ပြေတို့ကိုရိုးရနှစ်လဲညီအောင်ခက်လဲမိအောင်တည်ဆွင်ခဲ့သည်။ဥပိုးစိန်လက်ထက်တွင်မြေဝါဆက်တပင်မှဆင်မြင့်ဆက်တပင်အဆင့်သို့ရောက်ရှိခဲ့သည်။မင်းဆိုရတို့ချီးမြှင့်ခဲ့သောဝနကျော်ထင်ပွဲကိုရရှိခဲ့သည်။ ထိုရှင်ကဥပုစင်ဒီအေအော်ဒီမိကြောင်တခြားကိုပိုင်တင်မော ကိုပိုင်ရထေယုံများကိုတွန်း၍ကပြခဲ့သည်ဇမင်းသားဒီဥပုစင်ဤကျေးဇူးကြောင့်မြမဇတ်တပင်ဒီပြေဝိုင်းဇတ်တပင်အရှင်မခင်မိသောဇတ်တပင်အရှင်သို့တိုးတက်ရောက်ရှိခဲ့သည်မြမဇတ်တပင်ပညာကိုအကျိုးပြုခဲ့သောဇမင်းသားကြီးဥဖိုးစင်သည်1952ခုနှစ် ဒီဇင်ဘာလ20ရက်နေ့တွင်ကွယ်လွန်ခဲ့သည်ချီစုခံစားအားပေးခဲ့ကြသောပြည်သက်တယောက်ချင်းဤတိုင်းကိုကျေးဇူးအများကြီးတင်ပါခင်ဗျာ